ထင်မဲ့အနေနဲ့နေပြီးတော့ဒီနေ့အာနေုံလာပြင်းနေအာမဟာသမယအခါတော်နေ့မှာနေ့တူနေ့မြတ်ခါကြီးအခါရဲမှာနေပြီးတော့အာဇာတော်ကြီးရဲ့တတော်ဆစ်စတနေနေ့ဖြစ်တဲ့အခါကြာကြီးဒီလိုမျိုးတမင်းနေ့တိတိတောက်ကိုနိုင်ငံသူနိုင်ငံသားတွေလူတွေရတဲ့အတွက်လည်းအာနေုံလာပြင်းနေ့မှာမဟာသမယအခါတော်နေ့မှာညီရှင်းရှင်းတသာရာနေနေပြီးတော့လာပြေဝန်ကြီးကတော့ပြပြဝန်ရှိပါစေလို့ဇင်း မီဒီယာနဲ့ဆက်ဆူတာမိတာပေါ့ဒီတက်အများကြီးတာတနာရေပြုပြီးတော့ကုသိုလ်ရေအများကြီးပြောထပ်တွေ့ကျင်သေးရပေါ့နော်အခုမိကတို့အရွယ်ရောက်လာတဲ့အချိန်မှာကြာတော့ဖဖုံးနဲ့ကတိတ်မဆုံဖြစ်လိုက်တော့ဘူးမိကတို့ဒီ ဒီမကူဆိုရင်အနုပြန်လောကတွေမဝင်ခင်မှာပဲပုံပုံကနေအမေရိကသွားပြီးတော့ဟောဖြစ်နေရပါဘောနော်ခုဆိုညာပတ်တွေကြောက်မှာပဲစနစ်တက်လောက်မှာဗီဒီယိုကောလောက်ပဲပြောဖြစ်တယ်အဲအဲ့လိုလပွန်တတိလေးနဲ့ကိုယ့်ရဲ့ဆွေမျိုးရင်းချာပြီးတော့ပြန်တွေ့ချင်တယ်အမြန်ဆုံးကျမ်းမှာပြီးတော့မကူတို့ဒီမြန်မာပြည်ပြန်လာနိုင်ပါစေလို့ဆုတောင်းချင်ပါတယ်ခင်ဇူရောချင်းလူတော်ပြေးစာတော်ဘုရားကြီးရဲ့ဝိဇ္ဇာမင်္ဂလာပေါ့နော်။အော်တတ်တော်ချစ်စင်တဲ့တနည်းပြပေါ့။စာတော်ကြီးရဲ့ အာတတော်60တနေ့ပြည့်မွေးနေ့မင်္ဂလာပေါ့နော်ဒီမွေးနေ့အလူမင်္ဂလာမှာတမီတော့ဒီနေ့ဘုရင်တော်တာမွေးမရှိတဲ့အနေဒီမှာစကားတမရယ်အနောက်ပြီးတော့မရှိစင်သားရယ်ပြီးတော့ဒီမိတ္တညဲရောပေါ့နော်ဟိုတက္ကစံတငယ်ကျွမ်းကဆရာလေးတွေရယ်ကျောင်းပေါင်း30လောက်ရှိတာပေါ့ဆရာလေးတွေပေါ့နော်အဲကဆရာလေးတွေနဲ့ဘုရင်တော်အခြေခံစားကုန်တယ်ကျွန်တော်ဒီ စံစီစားပေါ့နော်။နောက်ဘစ်ကွတ်မုံးတယ်။နောက်ကြာဆန်တွေပါတယ်ပေါ့နော်။နောက်ဒီစာရောကြီးရဲ့67နှစ်ပြည့် post post card ပေါ့နော်။အာစတစ်ကာတွေ။နောက်ပြီးတော့ဒီစကားသမားတွေ၊ရှိစင်ရင်သားတွေ။ဒီနေ့ရမှဒီနေ့ဘောကိုညွန်ကန်လောက်ချနေတဲ့အာဦးစင်းတို့နိုင်ငံသူနိုင်ငံသားတွေဒီတာဝန်မှာရှိတဲ့ဟာကိုစာရောကြီးရဲ့ဝိဇရာမင်္ဂလာပေါ့နော်။67နှစ်ပြည့်မွေးနေ့မှာနေပြီးတော့ ဒီနေ့အလူမင်္ဂလာပြုလုပ်တဲ့နေ့ဖြစ်တာဒီနေ့ကတော့ဘုံဘုံရဲ့စစ်စစ်တနေ့ပြည့်မွေးလေးကိုဘုံဘုံဝစင်ဘလူးကခေါ်လို့လာတာပါဘုံဘုံကလည်းဒီမွေးနေ့နဲ့အတူတခြားအလူလေးတွေလည်းဘုံဘုံလုပ်ဖြစ်ပါတယ်ဘုံဘုံအာခေါ်လေးခေါ်တာရှိပါတယ်ဘုံဘုံခေါ်လို့ရှိလို့ရှင်တော့အမြဲတမ်းဘုံဘုံရဲ့ငဲနိုင်နေဖြစ်တဲ့ကျွန်တော်တို့ကအမြဲလာနေကြပါပျော်သလိုအလူခံတဲ့လူတွေလည်းပျော်ပါတယ်သူတို့ရဲ့အပြုံးလေးကြီးရတာပီတိဖြစ်နေပါတယ် ဟိုချစ်စနိုးဦးတော့ဗောနော်ချစ်စနိုးဦးကလည်းဝတ္ထုငွေသားတယ်လို့လည်းလူတန်းပါတယ်။နောက်ဆိုတော့ထွေးရင်လည်းလည်းလူတန်းတယ်။နောက်ပြီးတော့ဘီဘီမောင်တို့ကလည်းအာဒီတန်စီမောင်တို့ကလည်းပဲသူတို့ကလည်းလူတန်းတယ်။ကိုဟောကောင်ကလည်းဒီငွေသားတယ်လူတန်းတယ်။ဒီဦးစင်းတို့အရှိကန်စားကုန်တယ်ဗောနော်။မိသားမသမီးတွေဗောနော်။ဦးစင်းတို့ဒီကိုရန်ဟီရိုကွန်မြူနီကရောမနုံလုံးအောင်ရောဆန်လို့စီရောပေါ့နော် ဘုံတော့လူတန်းကြတယ်ဦးဇင်းတို့ចောင်းတကာတကာမာတယ်စာတော်ကြီးရဲ့ဟိုတက်တော်80နှစ်ပြည့်မွေးနေ့ပေါ့နော်ဟိုဝိဇ္ဇတာမင်္ဂလာအခမ်းအနားမှာနေပြီးတော့ဒီလိုတမင်းနေ့နဲ့တင်းနေတာကိုလူမျိုးတွေကိုနိုင်ငံတွေနိုင်ငံသားတွေပေါ့ဒီနေ့မှာဒီနေ့ဘောကိုညှုတ်ကန်လှူချနေတဲ့လူတွေပေါ့ဒီလိုစစ်ကားနေတယ်တရားကိုတပေါင်းမပေါင်းရဖို့ဆိုတော့တို့မှသိမလို့တို့ခက်ခဲတယ်အဲ့အတွက်နေပြီးတော့ဟိုဦးဇင်းတို့ရိုးရီမွေးနေ့အထင်မဲ့အနေနဲ့နေပြီးတော့ဒီနေ့ ာနေုံလာပြင်းနေအာမဟာသမယအခါတော်နေမှာလူသူနေမြခါကြီးအခါရဲမှာနေပြီးတော့အာဇာရောကြီးရဲ့တတတ်နေနေဖြစ်တဲ့အခါကြာကြီးဒီလိုမျိုးတမင်းလေးတိတိတောက်ကိုနိုင်ငံသူနိုင်ငံသားတွေလူတွေရတဲ့အတွက်လည်းအာနေုံလာပြင်းနေမှာမဟာသမယအခါတော်နေမှာညီရှင်းရှင်းတသာရာနေနေပြီးတော့လာပြေဝန်ကြီးကတော့ပြပြဝန်ရှိပါစေလို့ဥစဉ်မီဒီယာနဲ့ဆက်စွတ်တော်မိတာပေါ့တော့ညနေပိုင်းပါရှင့် ဒါကတော့မြန်နူတို့ရဲ့စင်ဒီယာလည်းဖြစ်တယ်။ချင်မမချင်မတောင်နဲ့ထုလိုက်မယ်ဆိုရင်မမတတ်မှုဖြစ်ပါ။ဟွာလေးကတော့ရခိုင်ရဲ့ဆယ်လီလေးပေါ့။ Miss ဟွာယမင်းဂရီလို့လည်းခေါ်တယ်၊ရွှေလို့လည်းခေါ်ပါတယ်။တမမကဒီလိုတော့ပြည့်ဖုံဖုံကြီးချောင်းမှာကဒါကိုမိသားစုလို့ဖြစ်တာပေါ့နော်။ဒီဟိုတုန်းကလည်းမြင်တဲ့ဖုံဖုံကြီးပွဲတွေမှန်မများကွာဆိုရယ်။နောက်ပြီးဒါကိုဖုံကြီးကိုတကယ်ကိုဘယ်လိုမှကိုကိုွယ်တဲ့ဖုံကြီးဆိုတော့ဖုံဖုံရဲ့ ဘလို့ပရဟိတပွဲပဲဖြစ်ဖြစ်အလူပြုတ်တဲ့ပွဲပဲဖြစ်ဖြစ်အမြဲတမ်းဘယ်နေရာရောက်ရောက်ရောက်အောင်လာခဲ့တာပေါ့နော်မလာရင်လဲကျိန်ဆက်ကြတယ်ဥစဉ်ဘလူကအမြဲတမ်းခေါ်နေရတယ်ဒါဒါဥစဉ်ဘလူတို့ဟိုဖိုးစော်တို့ကေကေတို့ဆိုရတယ်ကိုယ့်ရဲ့ဒါညီမတွေးသားတွေပဲပေါ့နော်ဆိုတော့ကိုမလာလို့မရဘူးပေါ့နော်အဲ့တော့ဒီလိုပွဲမျိုးပဲဖြစ်ဖြစ်ပွဲသေးပဲဖြစ်ပွဲကြီးပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတော့အမြဲတမ်းနေစွန့်စံနေရလောင်းနေလေဆိုတော့အဲ့လိုပွဲမျိုးတွေဆိုရင် မရောက်ရောက်အောင်ထိတ်ဆုံးရကျမှာပေါ့နော်အဲကြောင့်ရောက်လာတာပါအဲဒီနေ့ကဆရာတော်ဘုရားကြီးရဲ့တတ်တော်82နှစ်ပြည့်မွေးနေ့ပေါ့နော်အဲဒီဖုဖုံးဒီကျောင်းကဆိုရှင်မျိုးနှစ်ယောက်စလုံးဆိုရင်အမျိုးတော်ရယ်ပေါ့နော်ဖုဖုံးနဲ့ဆိုလို့ရှိရင်လည်းသူရဲ့မိတော်ရယ်အတွက်ကြောင့်အမြဲတမ်းလည်းရောက်ဖြစ်တယ်ကုသိုလ်ရယ်လည်းအများကြီးလုပ်ဖြစ်တယ်ဒါ့အပြင်မှမျိုးဖုဖုံးကဒီကျောင်းမှာမထိုင်ဖြစ်ဘူးကျောင်းမကြီးချင်းနေအမေရိကန်မှာကုသနေရတယ်ပေါ့နော်ကျောင်းမကြီးအကြောင်းဒါပေမဲ့မျိုးကျောင်းမှာလည်းဖုဖုံးတတ်တော်တရားဒီ ရှိနေတကယ်ဆိုပဲဘီကိုတို့ဒီမှာအလူလေးလှုပ်ဖြစ်တယ်အခုဆိုရင်ဆရာတော်ကြီးအဦးစင်ဘလူးကနေပြီးဥဆောင်ပြီးတော့ဒီနေ့မှာထပ်ပြီးတော့ကုတူလေးထပ်ပြီးလှုပ်ဖြစ်တယ်ပေါ့နော်ဒီမှာလည်းဘီကိုကနေပြီးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့အလောကထဏာလေးပေါ့အလိုမျိုးဒီနေ့ဆိုဘီကိုဆန်လေးဝေဖြစ်တယ်အဲဒီမျိုးလှူရတဲ့အတွက်လည်းအယံဝမ်းသာတယ်ဒီဟာဦးမဖဖုံးရဲ့မွေးနေ့ဆိုတာလေးမှလိုက်ပြီးတော့ထပ်ပြီးတော့ပါဝင်ခွင့်ရတဲ့အတွက်လည်းပိုပြီးကုတူထူရဲ့အလိုခံစားရပါရှင့်ဖဖုံးရဲ့မွေးနေ့ရဲ့လို့တော့မဟုတ်ဘူးပေါ့နော်ဒီတော့ကနေ့စဉ်နေ့တိုင်းလာပြည့်နေ့မှာဆိုလို့ရှိရင်ဆရာတော်ဘုရား ားကြီးကိုဟိုဟာဘောရီစုပြီးတော့ပေါ့နော်အာဟိုဟာအဲ့လိုပဲဆရာတော်ကြီးရဲ့တပည့်ရင်ပေါ့တပည့်ရင်ပေါ့နော်သမီးညီမလေးရဲ့အကိုပေါ့အဲအကိုဦးဇင်းမသူကနေပြီးတော့ဥထိုက်ထားပြီးတော့အမြဲတမ်းလာပြင်းနေဆိုလို့ရှိရင်အမြဲအလိုလိုဖြစ်တယ်ဒီလိုပွဲတွေမှာညီမလေးတို့ကလည်းတတော်တအားမှပေါင်ဖြစ်တယ်ပေါ့နော်အမြဲတမ်းနောက်ခါနေအမြဲစပိုးနေပြည့်ရပေါ့နော်အဲ့လိုအာပေါင်ပြီးတော့ အဖြစ်ပြရတဲ့အတွက်ကြောင့်အရင်လိုဝနာပါတယ်ဖုန်ဖုန်လည်းအခုအမေရိကန်နေကြည့်ပြီးတော့ဂျီတီဝန်သာဖြစ်နေပါပါရှင်ဟုတ်ကဲ့ဒီတက်အများကြီးတာတနာကြီးပြုပြီးတော့ကုသိုလ်ရေအများကြီးတော့ ထပ်တွေ့ခြင်းသေးရပေါ့နော်အခုမိကတို့အရွယ်ရောက်လာတဲ့အချိန်မှာကြတော့ဖုန်းဖုန်းနဲ့ကတိတ်မစုံဖြစ်လိုက်တော့ဘူးမိကတို့ဒီဒီမိကပစိုးရဲ့အနုပြန်လောကတွေမဝင်ခင်မှာပဲဖုန်းဖုန်းကလည်းအမေရိကသွားပြီးတော့ဘာဖြစ်နေရပေါ့နော်အခုဆိုညပတ်တွေကြာမှပဲစနစ်တက်လောက်မှဗီဒီယိုကောလောက်ပဲပြောဖြစ်တယ်အဲအဲ့လိုလဖုန်းတတိလေးနဲ့ကိုယ့်ရဲ့ဆွေမျိုးရင်းချာပြီးတော့ပြန်တွေ့ချင်တယ်အမြန်ဆုံးကျမ်းမှာပြီးတော့မိကတို့ဒီမြန်မာပြည်ပြန်လာနိုင်ပါစေလို့ဆုတောင်းချင်ပါတယ်ရှင့်ဖုန်းဖုန်းကဖုန်းဖုန်းကိုပေါ့နော်အရင်တတိရပါတယ်ဟိုရန်ကုန်မြို့လမ်းမြေတော့ပြန်လာကြည့်ချင်ပါတယ်ကဲတော့ငယ်ငယ် ကလေးကနေပြီးတော့မမြဲကဆိုတော့အဲ့လိုမျိုးတော့ရှေ့မှာဆိုလို့ရှိရင်ဖုန်းကလေဟဲ့နင်ကအဲ့လိုမျိုးဆိုကရတယ်ဟဲ့နင်တချင်းဆိုဆိုဆိုပြရတယ်ငယ်ပြရတယ်မှာအရန်တတိရပါတယ်လို့ဖုန်းကဒီတတ်တော်80မိနစ်ကနေပြီးတော့နောက်နှစ်ပေါင်းရာကျော်အထိပေါ့နော်တတ်တော်ကျရှေးပါစေပုံလဲဒီထက်မကဘုံတို့ကိုကြည်ပါစေပြည်တွင်းပြပါတာကနာသူ့ဆရာတော်ကြီးဒီထက်မကပို့ပြီးတော့အလုပ်ဆောင်နိုင်ပါစေလို့တောင်းပန်ပါတယ်ရှင်